ပြည့်တဲ့တရားမှတ်နေတဲ့အခိုက်တန်လေးမှာကိုယ်တန်တဲ့မှာဖောင်းနာပိန်နာလေးတတိမလွတ်ပဲကတ်ပြီးတော့မှတ်နေတယ်ဝင်လေတွက်လေတွေတတိမလွတ်ပဲမှတ်ပြီးတော့တမတ်မှတ်လို့ရလိုက်တဲ့အခိုက်တန်မှာကိုယ်တန်တဲ့မှာလောဘကိုဖြစ်သေးလားတတိကတ်ထားရင်လောဘမဝင်တော့ဘူးလေမောဟမာနတွေရော ဖြစ်သေးလား9မိနစ်လောက်မြန်တတိကတ်ပြီးတော့မှတ်နိုင်9မိနစ်ကိလေသာမခိုတော့ဘူးပေါ့ တဏှာရတော့တတိကပြီးမှတ်နိုင်တဏှာရတွင်းမှာလောဘဒေါသမောဟမဖြစ်ဘူးဆိုရင်ပြိသက်အဲ့ဒီတရားနဲ့မှတ်နေတဲ့အခိုက်အတန့်မှာကိုယ်တဏ္ဍမှာကိလေသာမဖြစ်ဘူးဆိုရင်အဲ့ဒါနိဗ္ဗာန်ကိုမျက်မှောက်ပြုနေတာပါပဲဘုရားဘာသာရဲ့နိဗ္ဗာန်ဆိုတာနေရာမဟုတ်ဘူးဘုံဌာနမဟုတ်ပါဘူးဏိဝါဏလို့ခေါ်တဲ့ကိလေသာတဏှာမရှိတာဟာနိဗ္ဗာန်ပါဘာမရှိတာနိဗ္ဗာန် ဝါနဆိုတဲ့တဏှာကနိမရှိတာအဲ့ဒါကိုနိဗ္ဗာန်လို့ပြောတယ်တဲ့ကိလေသာတဏှာမရှိတာနိဗ္ဗာန်ဆိုတော့တရားမလို့တမတ်မလို့ရလိုက်တဲ့ကံမှာကိုယ်တဏှာမှာကိလေသာရှားမကုန်ဆိုရင်အဲ့ဒီတမတ်ဟာနိဗ္ဗာန်ပဲပေါ့ 5မိနစ်အတွင်းမှတ်နိုင်တဲ့5မိနစ်အတွင်းကိလေသာရှားမကုန်5မိနစ်ကနိဗ္ဗာန်ပဲတဏှာကြီးလောက်မှတ်နိုင်တဏှာကြီးနိဗ္ဗာန်ပေါ့အိုးလုံးဝကိလေသာမပေါ်အောင်မှတ်နိုင်ပြီဆိုရင်လုံးဝနိဗ္ဗာန်မျက်မှောက်ပြုတာပေါ့ဘုရားဘာသာနိဗ္ဗာန်ဆိုတာတေမရောက်မှာမဟုတ်ပါဘူးမသေးခင်ကိလေသာမဖြစ်အောင်နေရင်နိဗ္ဗာန်ပါပဲ ကျန်တဲ့အချိန်တွေမမတ်နိုင်အောင်မှအိယာတဲ့ဝင်လိုက်တဲ့အခိုက်တန်လေးအိယာပေါ်လှဲ့လိုက်တာနဲ့ပရိသတ်တတိလေးကပ်ပြီးတော့ဝင်လေထွက်လေတွေကိုမှတ်တတ်တဲ့အလေးချိန်လေးနဲ့အိတ်ကြည့်ပါတရားနဲ့အိရင်ကောင်းကောင်းပျော်ပါတယ်တခြားအတွေးတွေနဲ့အိရင်ပျော်ပါမလား ပရိသေအိပ်ပြောခြင်းတရားနဲ့မှတ်ပြီးတော့အိတ်တတ်တဲ့အလေးအကျင့်တွေလှုပ်ပြီးရင်ကောင်းကောင်းလဲအိပ်ပြောတဲ့ကိလေသာတွေမဝင်တော့ကောင်းကောင်းလဲနှိုးချတချို့ကြတော့အဲ့ဒါလေအိပ်ရတဲ့ဝင်မှသာအကြောင်းသမီးအကြောင်းမိသားစုအကြောင်းပြဿနာပေါင်း16000တွေးတော့အိပ်ပြောရဲ့လားအိပ်မပြောဘူးလေတခြားသူကလှုပ်တာမို့ကိုယ်အတွေ့အကြုံလှုပ်တာကြောင့်ပရိသေတရားဆိုတာရိတာသွားမှမဟုတ်ပါဘူးစိတ်ပါရင်အိယာဟာရိတာပါပဲ စိတ်ပါရင်အယဟာရိတ်တာပါပဲပရိသတ်စိတ်မပါရင်ရိတ်တာဟာလည်းအယပါပဲစိတ်မပါရင်ရိတ်တာလည်းအယပဲတချို့ရိတ်တာတော့အိတ်အိတ်ပြီးပြန်လာတဲ့ယောဂီတွေမရှိဘူးလားဟိုးအိမ်မနေခေါင်းမပါရင်မအိတ်တက်တဲ့သူဟာရိတ်တာကပြန်လာတော့ထိုင်းရငိုက်တက်သွားပြီ စိတ်ပါရင်အိယာဟာရိတ်သားဖြစ်တယ်လို့စိတ်မပါရင်ရိတ်သားဟာလည်းအိယာဖြစ်တယ်ဆိုတော့ပြိသိငိမ့်ချမ်းတဲ့ဘဝလေးလိုချင်တရားနဲ့နေမှငိမ့်ချမ်းတယ်ဘာနဲ့နေကုသိုလ်နဲ့ပြောတယ်ဆိုရင်တရားအာထုတ်တာဘာဝနာ ကုသိုလ်လို့ခေါ်ပါတယ်ဘာကုသိုလ်ပြိသိငိမ့်ချမ်းတဲ့ဘဝလေးလိုချင်ဘာဝနာကုသိုလ်လုပ်ပြီးတော့ကိုယ်ကံကိုပြင်ဖို့ပါပဲ